မြန်မာနိုင်ငံမှာတတိယအကြိမ်ဖြစ်လက်ခံကျင်းပမယ် Miss Madrid အပိုင်းပွဲမှာပြိုင်ဘက်ရဲ့အားနည်းချက်တွေကိုသိရှိထားတဲ့အတွက်ပြိတ္တအားရကျင်းနှစ်လောက်တဲ့ပွဲစဉ်တစ်ခုအဖြစ်အကောင်းဆုံးရှင်ပြိုင်ထိုးသက်သက်မှာဖြစ်တယ်လို့အောင်လာအန်ဆိုင်ကပြောပါရယ်။အဲဒီ MMA ပြိုင်ပွဲကိုအောက်တိုဘာ9ရက်မှာတူဝနာမိုးလုံလီလုံအကစားရုံအတွင်ကျင်းပသွားမှာဖြစ်ပြီးပြိုင်ပွဲမှာအောင်လာအန်ဆိုင်နဲ့ပိုလန်နိုင်ငံသား Michael Pastanet တို့က Middleweight တန်းမှာအဓိကပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးအကောင်းဆုံးရှင်ပြိုင်ထိုးသက်သွားမှာဖြစ်တယ်လို့အောင်လာအန်ဆိုင်ကအခုလိုပြောပါရယ်။ဒီလိုကောင်းဆိုရကျွန်တော် ကစားပြေးပါမယ်နော်နော်အဲကျွန်တော်ရဲ့အဲကိုခန္ဓာကျွန်တော်ဟိုရအုံးလောက်ရှိရအားလုံးအစွမ်းရင်အားလုံးနဲ့ဟိုရကျွန်တော်စူးစမ်းပြီးကစားမှဖြစ်ပါတယ်အဲကြောင့်ဟိုရအဲ့ဒီပွဲအရန်ဟိုရဘာလဲအမ် interesting ဖြစ်မယ်နော်ကျွန်တော်ဒီလိုအားပေးတဲ့ကျွန်တော်အရန်ကျေးဇူးတင်တယ်နော်အားလုံးဂုဏ်ယူနိုင်အောင်ဒီကမ္ဘာ့ချန်ပီယံဖြစ်အောင်ကျွန်တော်စူးစမ်းမယ် လက်ရှိရှင်ပြိုင်ကစားမဲ့ပွဲမှာပွဲစဉ်စုစုပေါင်း12ပွဲပါဝင်မှာဖြစ်ပြီးပွဲစဉ်အလိုက်မြန်မာလက်ဝဲအကစားသမား6ဦးပါဝင်မှာဖြစ်တဲ့အပြင်ဂျပန်နိုင်ငံမှာလက်ရှိချန်ပီယံချီဘာမျိုးသားယိုရှိတာကာနိုဘီတာနဲ့ဖိလစ်ပိုင်နိုင်ငံဘာဂူအိုမျိုးသားဂျော်ရူဝါပါစီယိုတို့ကလည်း စတောဝိတ်တန်ချန်ပီယံဆုအတွက်အဓိကရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဝမ်ချန်ပီယံရှစ်မှာတနစ်ကိုပွဲစဉ်ပေါင်း24ပွဲခန့်ရှိပြီးမြန်မာနိုင်ငံမှာတနစ်ကိုနှစ်ပွဲခန့်ပြုလုပ်သွားဖို့စီစဉ်ထားကြောင်းနဲ့ရန်ကုန်မြို့အပြင်မန္တလေးနဲ့နေပြည်တော်စတဲ့နေရာတွေမှာပြုလုပ်နိုင်အောင်လှိလမှုတွေပြုလုပ်နေတယ်လို့ပြိုင်ပွဲနဲ့ပတ်သက်ပြီးပြောရေးဆိုခွင့်ရှိသူလိုရန်မတ်ကပြောပါဗျ။ဒီမှာဒီမှာလဲသူတို့ဒီနောက်ပိုင်းလဲလာဖို့ကရှိတယ်။ရှိရဆိုတာကသူတို့ဝမ်ချန်ပီယံမှာတနစ်ကိုပွဲစဉ်ပေါင်း20 24ပွဲလောက်လုပ်တယ်ပေါ့နော်။အဲ့ဒါမှာဗမာပြည်လက်ရှိကျွန်တော်တနစ်ကိုနှစ်ပွဲလုပ်မယ်လို့အခုစီစဉ်ထားတယ်။ပြီးတော့ နောက်ဒီရန်ကုန်မှာတည်းမဟုတ်ပဲနဲ့နောက်ပိုင်းတခြားမြို့တွေမှာဥပမာမန္တလေးတို့နေပြည်တော်လို့ပေါ့နော်အဲ့လိုမြို့တွေမှာလည်းနောက်ပိုင်းနေလို့သူရမလားဆိုတာလည်းတို့အခုစပြီးရလေးလာနေရပေါ့နော်ဒီဘက်မှာပြန်နောက်ထပ်ဟို online ဆက်လို့မျိုးဒါဟို MMA ကစားသမားကမ္ဘာချန်ပီယံကစားသမားနောက်တစ်ယောက်ထွက်လာမယ်လို့လည်းပြောလင်းပါတယ်အခု online အန်ဆိုင်အနေနဲ့ကမ္ဘာချန်ပီယံပြိုင်ပွဲကိုဝင်ရောက်နိုင်ဖို့လက်ရှိ1ချန်ပီယံရှစ်ပွဲစဉ်ကစားပြီးပွဲစဉ်ရဲ့အဆုံးဖြတ်ပေါ်စောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောပါတယ်အဓိကပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားမယ် online online ဟာလက်ရှိမှာ28ပွဲကစားထားပြီး28ပွဲနိုင် ိုးပွဲရှုံးနဲ့စံချိန်တင်ရက်တည်နေသူဖြစ်ပြီးပိုလန်နိုင်ငံသားမိုက်ကယ်ပတ်စတာနက်ဟာ MMA မစ်တယ်ဝေတန်ပွဲစဉ်တခြား၁၁ပွဲနိုင်ပြီးရှုံးပွဲတစ်ပွဲနဲ့ရက်တည်နေသူဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုစံတွဲ news bureau မှာကျွန်နိုင်ထွန်းကပေးပို့တာဖြစ်ပြီးကျွန်မအီလန်ကတက်ဆက်တာပါ။